င်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗီရာညချမှုဦးစီးဌာနကနေနိုဝင်ဘာလ9ရက်ဒီဂရီ2.9ခန့်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပ်ပလီပင်လယ်ပြင်မင်္ဂလာပင်လယ်အရှေ့လယ်ပိုင်းနဲ့တောင်ပိုင်းတို့တွင်တိမ်သင့်တင့်ဖြစ်ထွန်းနေပြီးကြံမင်္ဂလာပင်လယ်တွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေပါမယ်ထူးခြားတဲ့အချိန်ဒီရက်အနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9:00အခွဲချိန်တိုင်းထွာချက်များအရာထူးခြားတဲ့အချိန်ဒီရက်အနေနဲ့ဒီကနေ့မြန်မာစံတော်ချိန်9:00အခွဲချိန်တိုင်းထွာချက်များအရာဘီယန်နန်နိုင်ငံကမ်းခြေကိုဒါနဲမြို့ရဲ့တောင်ပန်း ၊ကွညံမြို့နီမှာဖြစ်ကျော်ခဲ့သောတိုင်ဖုန်းမုန်တိုင်းခမ်မီဂီသည်ဂျမန်နီညာကဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံနှင့်ဆက်တည်သားတို့တွင်အာကောင်သောပူပိုင်းမုန်တိုင်းခမ်မီဂီဖြစ်သူအားရသွားခဲ့ပါသည်။အဆိုပါအာကောင်သောပူပိုင်းမုန်တိုင်းခမ်မီဂီသည်အနောက်ဘက်သို့ရွှေ့ရှားခဲ့ပြီးယနေ့နံနက်ပိုင်းတွင်အပူပိုင်းမုန်တိုင်းခမ်မီဂီဖြစ်သူအာရုံသွားခဲ့ကလာအိုနိုင်ငံကုန်းနှင်းပိုင်းဒေသများကိုဆက်လက်ဖြစ်ကျော်လျက်ရှိပါသည်။ အဆိုပါအပူပိုင်းမုန်တိုင်းခံမိကြည်သည်အနောက်နောက်မြောက်ဖက်သူရွေရှားနိုင်ပြီးနောက်၁၂နာရီအတွင်းလာအိုနိုင်ငံနှင့်ထိုင်းနိုင်ငံနှင့်ဆက်တီတာများတွင်ကုန်းနှင့်မုန်တိုင်းငယ်ဖြစ်အာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေဒီခန့်မှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့တွင်နေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျကျ နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြမှုထိခြုံရပြီးဒေသနာ í တိုင်းဒေသကြီးတွင်နေရာခွဲရမှုကြီးနိုင်ပါသည်ရွှေရံလုံးပြည်ဖြစ်ပါသည်ဘူးတိန်အောင်ဖြစ်ပေါ်မှုအခြေအနေအရပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးနဲ့ဒေသနာ í တိုင်းဒေသကြီးတို့တွင်ဘူးတိန်အောင်များဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တော်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မူတည်ကြွေခြင်းစတဲ့မိုးလေဝသပစ္စည်းများဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုရပါသည်။မြမပင်လေပြင်းတွင်မြမကန်ရုံတစ်လျှောက်နှင့်ကန်လုံပင်လေပြင်းတို့မှတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းတင်တင်မှလိုင်းကြီးနိုင်ပါသည်။ဘုဒ္ဓလေပြင်းကြစဉ်ရေပြင်းပြင်းလေးသည်တနိုင်လေး25မိုင်မှမိုင်30အထိတက်ခတ်နိုင်ပါသည်။ လိုင်းမြစ်မှာမြမကံရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ခုနှစ်ပြီမှ၉ပြီကန့်ရှိနေပါတယ်။နောက်နေ့အတွက်ခမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစစ်စစ်မှနေရာနှံပြမိုးထစ်ကြုံရပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတစ်ပိုက်အတွက်ဒီကနေ့ညနေထိခမန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ကြုံရပါမယ်။ရွာရံရံလုံးပြည့်ဖြစ်ပါလိမ့်ရှင်။